တနှစ်ကျော်တတအသွင်းမှာတတိယမြောက်ကမ္ဘာ့ဗလာချန်ပီယံဆုရခဲ့တဲ့နောက်လူငယ်မျိုးသမီးဘောလုံးအသင်းရဲ့လွှမ်းမိုးအောင်မြင်မှုအပေါ်မှာစိတ်နှက်ရောင်နဲ့ပါပြောင်ဖို့မြောက်ကိုရီးယားကလှုံ့ဆော်နေပါတယ်။လိုဝက်တိုတိတ်တဲ့နိုင်ငံရဲ့နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့တင့်မြတ်ကြောင်ပြသဖို့အတွက်အားကစားရဲ့အောင်မြင်မှုကိုအသုံးချနေတာပါ။ နိုမာလာရှိရနေကမော်ရိုကိုနိုင်ငံမှာကျင်းပတဲ့ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲရဲ့ပိုးလူပွဲမှာမြောက်ကိုရီးယားယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းဟာနယ်သာလန်ယူဆက်ခွန်အမျိုးသမီးအသင်းကို၃-၉ပြတ်နေနိုင်ပြီးချန်ပီယံဆုရခဲ့ပါတယ်။ ဒါဟာမြောက်ကိုရီးယားဘောလုံးအသင်းအနေနဲ့ကလွန်ခဲ့တဲ့၁၂လအကြာချန်ပီယံဖြစ်ပြီးတဲ့နောက်နှစ်ကြိမ်ဆက်အဖြစ်ယူဆက်ကွန်အမျိုးသမီးကမ္ဘာဖလားချန်ပီယံဆုကိုရခဲ့တာဖြစ်ပြီးယူဆက်ကွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲတမိုင်းမှာချန်ပီယံဆု၄ကြိမ်အထိရရှိတာလည်းဖြစ်ပါတယ်။အများအားဖြင့်ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ပိတ်ထားတဲ့မြောက်ကိုရီးယားဟာ၂၀၂၄စက်တင်ဘာလကအသက်၂၀ရောက်အစမှာအမျိုးသမီးကမ္ဘာဖလားရပြီးတဲ့နောက်ယူဆက်ကွန်အမျိုးသမီးဘောလုံးအသင်းရဲ့နှစ်ကြိမ်ဆက်အောင်မြင်မှုတွေပေါ်ပေါက်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားယူဆက်ခွန်အမျိုးသမီးဘောလုံးသင်းဟာမော်ရိုကိုမှကျင်းပတဲ့ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲမှာလွှမ်းမိုးနိုင်ခဲ့ပြီးပွဲစဉ်9ပွဲစလုံးအနိုင်ရကစံချိန်တင်ရာဂို25ကိုရပြီးပေးကို3ကိုသာပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီအောင်မြင်မှုနဲ့အတူနိုမာလာ၁၀ရက်နေမှာမြောက်ကိုရီးယားရဲ့ဝါရဖြန့်ရန်နေရာလဲစတင်တက်ဝင်လှုပ်ရှားခဲ့ပြီးအသင်းရဲ့စွမ်းဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုဟာမိမိတို့ရဲ့ချစ်မြတ်လို့ရတဲ့မိခင်နိုင်ငံအတွက်ဝမ်းမြောက်အောင်မြင်မှုဆောင်ကျင်းပေးတယ်ဆိုပြီးနိုင်ငံပိုင်မီဒီယာမှာအမှုန်တင်ဖော်ပြပါရတယ်။ ိမိတို့ကစားသမားတွေဟာမိမိတို့နိုင်ငံရဲ့ခံညာတိုက်ခါရှိတဲ့အလံကိုဂုံယူစွာဝေယံရင်ကွင်းထဲမှာပြေးလွှာခဲ့ကြတယ်လို့ဖော်ပြတဲ့နိုင်ငံပိုင်း KCNA သတင်းဌာနရဲ့သတင်းဖော်ပြချက်ကို Rondon Seaman သတင်းစာရှေ့မြန်ဖုံမှာထည့်သွင်းထားပါတယ်။ ယူကရီးယားလက်နက်ပိုင်းစင်းရဲနွမ်းပါတဲ့မြောက်ကိုရီးယားဟာပဲ့ထိန်ထုံဆန်းသက်ပြစ်လို့မှုတွေအတွက်အများအပြားသတင်းတွေမှာဖော်ပြခံရပေမဲ့အာကစားရဲ့အောင်မြင်မှုမှာယင်းနှိမ့်နှံမှုကိုသူ့နိုင်ငံနိုင်ငံရေးစနစ်ကိုတင်ကားရှင်းစေဖို့နီလန့်တစ်ခုအဖြစ်လဲရှုမြင်ပါတယ်။